အားလုံးမင်္ဂလာပါမလန်းလိုင်း entertainment မှာပြန်လည်အကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ကလန်းလိုင်း entertainment ကနေ season အလန့်အသစ်တွေကိုစင်ဆက်မပြတ်တင်ဆက်ပေးနေမှာဖြစ်လို့ subscribe like share လေးတွေနဲ့အားပေးကြဖို့မေတ္တာရခံကြပါလေအားလုံးကိုကျေးဇူးတင်ပါတယ်ပြန်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ခုချိန်မှာတော့ကျွန်တော်တို့အစင်းနဲ့ဖြတ်ကြပြီဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့အစီအစဉ်လေးကိုစလိုက်ကြရအောင်ဗျာရဲဆောင်မြုံနယ်ကြောက်ကူဒေတာကိုစစ်ကောင်စီတပ်က ဓာတုအစိပ်ပုံးလက်နက်ကြီးများဖြင့်ပြစ်ခတ်တိုက်ခိုက်ကြောင်းသိရပါသည်။ရှမ်းပြည်နယ်တောင်ပိုင်းရဲဆောင်မြို့နယ်ကြောက်ကူဒေသကိုအကြမ်းဖက်စစ်ကောင်စီကဓာတုအစိပ်ပုံးလက်နက်ကြီးများအုံပြုကတိုက်ခိုက်ခဲ့ကြောင်းဒနုပြည်သူလွတ်မြောက်ရေးတပ်မတော် DPNA ကပြောပြပါသည်။မေလ20ရက်နေ့ဝန်တက်ဆန်နိုင်မှတနားရက်အချိန်အထိဓာတုအစိပ်ပုံး၄လုံးညနေ3:20မိနစ်တွင်တကြိမ်ဒနုပြည်သူလွတ်မြောက်ရေးတပ်တော် DPNA လှုပ်ရှားနေသောရဲဆောင်မြို့နယ်ကြောက်ကူတိုက်နယ်ကြေးရွာအတွင်ရှိ ရဲဟောင်းရွာနဲ့ဖယင်းကုန်းရွာကြားသို့စစ်ကောင်စီတပ်ကဓာတုအစိတ်ငွေဘုံများခြေချခဲ့ကြောင်းထို့ပြင်ညနေ3:28မိနစ်တွင်လက်နက်ကြီးဖြင့်နှလုံးပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရပါသည်ထို့သောဓာတုအစိတ်ဘုံလက်နက်ကြီးများဖြင့်တိုက်ခိုက်ပြီးနောက်မြေပြင်တွင်လည်းထိုးစစ်ဆင်တိုက်ခိုက်မှုများလုံဆောင်ရရှိကြောင်းသိရပါသည်စစ်ကောင်စီက နိုင်ငံတကာကတားမြစ်ကန့်သတ်ထားသောအစိမ့်ငွေဘုံများအသုံးပြု၍စစ်ရာဇမှုဥပဒေချိုးဖောက်မှုများမကြာခဏပြုလုပ်လျက်ရှိပြီးမဟာမိတ် TNL တပ်များထိန်းချုပ်ထားသောနေမြင်းများတွင်လည်းဗီလူထုကိုပြစ်မှတ်ထားကာလေကြောင်းတိုက်ခိုက်မှုများပြုလုပ်လျက်ရှိကြောင်းဒနုပြည်သူလွတ်မြောက်ရေးတပ်တော်ကပြောဆိုပါတယ်ထို့ကြောင့်မိဘပြည်သူများအနေဖြင့်စစ်ကောင်စီလေကြောင်းအန္တရာယ်ကိုရှောင်ရှားနိုင်ရန်အတွက်အထူးဂရုပြုနေထိုင်ကြပါရန်နဲ့စစ်ရေးတရင်များကိုနေ့စဉ်နဲ့အမျှနားဆွင့်ကာတတိဝရီယဖြင့်နေထိုင်ပေးကြပါရန်အတိပေးတိုက်တွန်းထားပါတယ် နိုင်ငံတော်ကာကွယ်ရေးတပ်တို့တွင်စာတင်ကြနေပြီးမရောက်နိုင်ပေးရသည့်ဝနကြော်ထင်ပွဲရအငိမ့်စားဗိုလ်မှူးချုပ်ချုပ်ထွန်းအောင်ကိုပြစ်ခတ်ရှင်းလင်းကြောင်းတည်ရပါတယ်။နိုင်ငံတော်ကာကွယ်ရေးတပ်တို့တွင်စာတင်ကြနေပြီးမရောက်နိုင်ကပေးရသည့်ဝနကြော်ထင်ပွဲရအငိမ့်စားဗိုလ်မှူးချုပ်ချုပ်ထွန်းအောင်ကိုယနေ့ပြစ်ခတ်ရှင်းလင်းလိုက်ကြောင်း Golden Valley Warriors မှတာဝန်ရှိသူကပြောပါတယ်။နနကူနိုင်း20မိနစ်အချိန်ရန်ကုန်တိုင်းမရန်ကုန်မြို့နယ်ငားရက်ွက်ရှိနေအိမ်တွင်အရင်စားဗုံမှုချုပ်ချုပ်ထွန်းအောင်ကိုပြစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်းသိရပါဗျ။ 2023ခုနှစ်တွင်မရောက်နိုင်ကိုယ်တိုင်ဝန်အကျော်ထင်ပွဲပေးအပ်ခံရသူဘုံမှုချုပ်ချုပ်ထွန်းအောင်ကို၎င်း၏နေအိမ်တွင်ပင် Golden Valley Warriors မြို့ပြပျောက်ကြားရဲဘော်များကပြစ်ခတ်ရှင်းလင်းခဲ့ကြောင်းနာနေပိုင်းရန်ကုန်မြို့မြန်ကုန်မြို့နယ်အင်ဝမ်လမ်းပေါ်ရှိ၎င်း၏နေအိမ်တွင်ပင်ပြစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်းသိရပါသည် GVW မြို့ပြရဲဘော်ရဲဘက်တွေအားလုံးလုံခြုံပေးခဲ့ပါသည်ပြစ်မှတ်ကိုအချိန်ယူစောင့်ကြည့်အတည်ပြုတဲ့လုပ်ငန်းအပါဆိုရင်ဒီမရှင်တစ်ခုအတွက်အချိန်၄လလောက်ယူလိုက်ရပါသည် ျွန်တော်ရန်သူတောက်တိုင်တွေကိုစနစ်တကျဆင်ရင်ပြုစုပြီးထောက်နှားနေတာလည်းရှိပါတယ်။တေချာပြောနိုင်တာကတော့အနံပါလက်ရကုံပစီကြီးတပင်းကိစ္စတွေတခုမှကျွန်တော်တို့မမေ့ဘူး။တရားမျှတမှုကိုမရရတဲ့ဒီနဲ့ယူမယ်။စောင့်နေပါဒါပဲပြောချင်ပါတယ်ဟု Golden Valley Warriors မြို့ပြပျောက်ကြားရဲဘော်ကပြောဆိုပါတယ်။ဘုံမှုချုပ်ချိုးထွန်းအောင်ဒီနိုင်ငံတော်ကာကွယ်ရေးတပ်ကတို့ National Defense College NDC တွင် Internal Security and Counter Terrorism နိုင်ငံတော်လုံခြုံရေးနဲ့အကြမ်းဖက်မှုတပ်ဖြည့်ပါတာရဲ့နဲ့ နိုင်ငံတကာဆက်ဆံရေးဘာသာရပ်နှစ်ခုကိုတင်ကြားနေသူဖြစ်ကြောင်းသိရပါတယ်စစ်အရာရှိကြီးများအတွက်ဖွင့်လှစ်ထားသောနိုင်ငံတော်ကာကွယ်ရေးတပ်ကတော် NDCD စစ်တပ်ဗိုလ်မှူးကြီးအဆင့်မှစတင်တည်ရရသည့်စစ်တပ်၏အရေးပါသည့်အစစ်မြစ်စစ်တင်နာကြောင်းတစ်ခုဖြစ်ပါတယ်။ Golden Valley Warriors အဖွဲ့ကကာလာအတော်ကြာအချက်လက်စုဆောင်းစုံစမ်းထောက်နာအတည်ပြုနိုင်ခဲ့ပြီးနောက်၎င်းကိုပြစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။ဒီဗိုလ်ချုပ် NDC မှစတင်တယ်လို့ဖျက်သည့်တရင်စရကလေးကကျွန်တော်တို့စစ်တပ်စုံစမ်းထောက်နာနေခဲ့တာ။ အဲ့ဒီနောက်တိလာရတာတော်တော်များများရှိလာတယ်။သူကမရောက်နိုင်ရဲ့ဂုံထုဆောင်တစ်စိတ်ရထားတာကိုမိတ်ဆုံစားပွဲတွေနဲ့အပစင်ကောက်ရိုက်ကွင်းစကားဝိုင်းတွေမှာအမြဲဂုံယူကြွားဝါပြောဆိုလေရှိတယ်။ပြီးသူစစ်မှုထမ်းစင်ခေါ်တဲ့ကိစ္စတွေမှာဓာတ်ရိုက်ကင်တွေပါဝင်တာမျိုးမတွေ့ရပေမဲ့စစ်မှုထမ်းဟောင်းအဖွဲ့အနေနဲ့သူအပါဝင်အရေးစားစစ်တမ်းမှုတွေစုပြီးအကြံပေးနေတာရှိတယ်။တချို့တရင်ချက်လက်တွေကတရင်ပေးရဲ့လုံခြုံရေးအရကျွန်တော်တို့မထုတ်ပြန်နိုင်တာလည်းရှိပါတယ်။စကားစားရဲ့တောက်တိုင်တွေလုံခြုံရေးအပြည့်နဲ့နေရာရသူတွေတော့ ျွန်တော်လက်ကပြေးမလို့ဘူး။ကျန်တဲ့ဆက်ကားစားတော့တိုင်တွေလည်းအမဲလိုက်ခံရရင်ခံရနိုင်ရှိဖို့ပြင်ဆင်ထားကြပါလို့ပဲပြောချင်ပါတယ်ဟု Golden Valley Warriors မြို့ပြပြောက်ကြားရဲဘော်ကဆက်လက်ပြောဆိုပါတယ်။စစ်တပ်မှဘုံမှုချုပ်ဘုံချုပ်ရာထူးဖြင့်အရင်စားယူခဲ့တော့လေလက်ရှိအကြမ်းမဲ့စစ်တပ်၏နေစဉ်လူမဆန်မှုများစွာအတွက်စစ်ဘက်ဆန်ရတင်ကြားပို့ချနေသူများကိုလည်းစည်ရေးပစ်မှတ်ဖြစ်တတ်မှတ်တုတ်တင်ခဲ့ခြင်းဖြစ်ကြောင်းဘုံမှုချုပ်ဂျုံလုံးအောင်ဒီဘူနိုင်းနဲ့ကမ္ဘောဒီးယားနိုင်ငံတာမဖြစ်ပါဆောင်ရွက်ခဲ့ပြီးမြန်မာပြည်ပြန်ရောက်ချိန်မှစတင်က နေပြည်တော်နိုင်ငံတော်ကာကွယ်ရေးတပ်တို့ NDC တွင်အကြမ်းဖက်စစ်တပ်အရာရှိကြီးများကိုစက်တိုက်တင်ကြားပို့ချနေခြင်းဖြစ်ကြောင်းသိရှိရပါသည်။မယောက်နိုင်ဤအားထားရသူများထဲတွင်အရင်းအစားဗိုလ်ချုပ်ဂျိုတွန်းအောင်လည်းပါဝင်ခဲ့ပြီး2025ခုနှစ်မတ်လ26ရက်နေ့တွင်မင်္ဂလာတုံလီတက်စကမှစစ်တပ်တည်ယူပို့ဆောင်ရေးလေယာဉ် MAF003 အထူးလေယာဉ်ဖြင့်စစ်တပ်ထိပ်ပိုင်းအကြီးအကဲများနဲ့ထင်ရှားအရေးပါသူများကိုနေပြည်တော်စစ်ရေးပြအခမ်းအနားတက်ရန်မယောက်နိုင်ကအစီအစဉ်ပေးထားခဲ့ကြောင်း အဆိုပါလင်းပေါ်တွင်အေးနေဝင်းတို့မိသားစုအပါဝင်ဗိုလ်ချုပ်ချုပ်ထွန်းအောင်လည်းပါဝင်ခဲ့ကြောင်းသိရပါဗါဒ2025တက်မလွန်နေ့စီးပြပွဲအခမ်းအနားပြီးမတ်လ28ရက်နေပြည်တော်မှာရန်ကုန်ပြန်လန်းကျောင်းတွင်စစ်တပ်တယူပို့ဆောင်ရေးလေယာဉ် MAF 0011အထူးလေယာဉ်ဖြင့်ဗိုလ်ချုပ်ချုပ်ထွန်းအောင် ပြန်လာခဲ့ကြောင်းသိရှိရပါဗါဒ မယောင်နိုင်သည့်၎င်းအားကိုးရသည့်စစ်ဗိုလ်ချုပ်ဟောင်းများ၏အကြံဉာဏ်များကိုယာယူပြီးပြီးသူစစ်မဟာဗျူဟာကိုစစ်မှုထမ်းဟောင်းအဖွဲ့အင်အားဖြင့်လှုပ်ဆောင်နေကြောင်းအဆိုပါအဖွဲ့၏တိုင်းအဆင့်ခေါင်းဆောင်များတွင်ဗိုလ်ချုပ်ချုပ်ထွန်းအောင်ပါဝင်ကြောင်းသိရှိရပါသည်။မယောင်နိုင်သည့်2023ခုနှစ်ဇန်နဝါရီလတရက်နေ့တွင်ဗိုလ်ချုပ်ချုပ်ထွန်းအောင်ကိုသူကိုယ်တိုင်ဝနအကျော်ထင်ပွဲတစ်စိတ်ပေးအပ်ခဲ့ပြီးရွှေချိန်ငါးချက်သားကိုပါဂုံပြုစုအဖြစ်တပါးတည်းပေးအပ်ခဲ့ပါသည်။ Golden Valley Warriors အဖွဲ့ကစစ်တပ်၏အကြီးစားဒေါက်တာများကိုစင်ဆက်မပြတ်တရင်ထောက်နှားလျက်ရှိကြောင်း ထို့အပြင်အကြမ်းဖက်လေတပ်လေမှုများ၏အချက်လက်များကိုလည်းတရင်ဆူဆောင်းလက်ရှိရာ၎င်းတို့၏ဆက်ဆက်တရင်များရရှိထားပါကရန်ကုန်မြို့ပြပြကြားဖွဲ့တံသို့ပေးပို့ရန် Golden Valley Warriors ကတောင်းဆိုထားပါသည်။မြန်မာနိုင်ငံကိုတည်ကျပ်ထား၍ဒေသတွင်းထိန်းချုပ်လိုသောနိုင်ငံများကိုထိန်းချုပ်ရန်ကြံစီမှုနှင့် NLD အာဏာရှင်ဆောင်မှုကြောင့်တိုက်ပြည်ပြိုကွဲမှုအဖြစ်ထပ်မံမဖြစ်ရန်လိုအပ်ဟုမြောက်နိုင်ကပြောဆိုပါသည်။မြန်မာနိုင်ငံကိုတည်ကျပ်ထား၍ဒေသတွင်းထိန်းချုပ်လိုသောနိုင်ငံများကိုထိန်းချုပ်ရန်ကြံစီမှုများနှင့် NLD အစိုးရလက်ထက်2020ရွေးကောက်ပွဲမတိုင်မီဒီမိုကရေစီအမိခံဥပဒေမဲ့လှုပ်ဆောင်မှုအာဏာရှင်ဆန်ဆန်လှုပ်ဆောင်မှုကြောင့်တိုင်းပြည်ညီညွတ်မှုနဲ့ဟန်ချက်ညီမှုပြိုကွဲမှုအဖြစ်များထပ်မံဖြစ်ပေါ်စေရေးလှုပ်ဆောင်ရန်လိုအပ်ကြောင်းအကြမ်းဖက်စစ်ကောင်ဆောင်မေအောင်နိုင်ကပြောဆိုပြန်ပါတယ်။ဒီပြည်တော်တွင်လေကြောင်းနဲ့ရေကြောင်းလေလာရေးတင်နာမှလူငယ်များနဲ့တွေ့ဆုံစဉ်၎င်းကအထက်ပိုင်းပြောဆိုလာခြင်းဖြစ်ပါတယ်။ NLD အစိုးရလက်ထက်2020ပြည့်နှစ်ရွေးကောက်ပွဲတုန်းကတကယ်တော့ ။ဒမိုင်းတွင်အယုတ်ဆိုးအကြီးတန်းဖြစ်မျိုးများရွေးကောက်ပွဲမတိုင်မီကာလတွင်လည်းဒီမိုကရေစီအမိခံဥပဒေမဲ့လှုပ်ဆောင်မှုများအာဏာရှင်ဆန်ဆန်လှုပ်ဆောင်မှုများကြောင့်တိုင်းပြည်ဤစီလုံးညီညွတ်မှုဟန်ချက်ညီရည်တည်မှုများပြိုကွဲမိအဖြစ်များထပ်မံမဖြစ်ပေါ်စေလှုပ်ဆောင်ကြရန်လိုအပ်ကြောင်းမရောက်နိုင်ကပြောဆိုပါရ။မြန်မာနိုင်ငံတွင်ပြည်တွင်းပြည်ပအဖြစ်သမားများကနှစ်ရှိလာများဤအမျိုးမျိုးဖြင့်ထိုးနှက်တက်ခိုက်ခဲ့ကြကြောင်းထိုနေရာတွင်သတိပြုမိရမှာပြည်ပပြောကပင်ဖြစ်ကြောင်း မြန်မာနိုင်ငံလွတ်လပ်ရေးရာပြီးချိန်ကလေးကမတိမငင်ဖြစ်အောင်စင်စစ်မပြတ်လှုပ်ဆောင်လာသည့်အဆိုပါအင်အားစုများနဲ့၎င်းတို့၏အဆက်အနွယ်များကပင်အဆိုပါကိစ္စများကိုနှက်ချောင်းပြီးဆောင်ရွက်ခဲ့ကြောင်းအချိန်မရွေးဝင်ရောက်ဆွဖက်၍ကောင်းစေရန်ဆောင်ရွက်ခဲ့ခြင်းပင်ဖြစ်ကြောင်းရင်းကိုဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ထိန်းသိမ်းခဲ့ရခြင်းဖြစ်ကြောင်းအဖြစ်သမားများအနေဖြင့်ဖွဲ့စည်းပုံအခြေခံဥပဒေကထိန်းသိမ်းထားသည့်မြန်မာနိုင်ငံ၏ဟန်ချက်ညှိမှုများကိုသိရှိကြကြောင်းမရောက်နိုင်ကဆိုပြပါမယ်။ အဆိုပါဟန်ချက်ညီမှုများကိုဖျက်ဆီးနိုင်မှသာ၎င်းတို့၏ရုပ်မာသည့်နိုင်ငံတော်ပြိုကွဲရေးအကြံစီများနှင့်ဒေတာတွင်မြန်မာကိုတီးကျပ်ထားပြီး၎င်းတို့ထိန်းချုပ်လိုသည့်နိုင်ငံများကိုထိန်းချုပ်လိုသည့်အကြံစီများအားအကောင့်ထွဲဖော်ဆောင်ရွက်နိုင်မည်ကိုသိရှိကြကြောင်း ရင်ကို၎င်းတို့အစီမပြတ်ဆောင်ရွက်နေကြသည့်မိမိတို့နိုင်ငံသားများအားလုံးကသိရှိသတိရှိကြမည်ဖြစ်ကြောင်းမယောင်နိုင်ကပြောပါတယ်။အကြံပေးစကောင်းဆောင်မယောင်နိုင်သည်မေလ10ရက်နေ့ရုရှားခီးစဉ်ပြီးစစ်ကောင်စီအရက်ဖက်နဲ့စစ်ပတ်ဆိုင်ရာစီဝေးများနဲ့ပွဲလမ်းများတွင်2015ခုနှစ်မှ2020အထိတာဝန်ယူခဲ့သော NLD အစိုးရကိုတောက်လျှောက်ဆိုသလိုတိုက်ခိုက်ဝေဖန်ပြစ်တင်ရှုံချသောပြောဆိုမှုများကိုတကြော့ပြန်၍ဆက်တိုက်ပြောဆိုလာလျက်ရှိကြောင်းတွေ့ရပါသည်။ ရကောင်စီလေတက်အတွင်းလုံကြုံရဲ့အရာအရာရှိတဲ့စစ်တီများအားလုံးကို Facebook, TikTok အပါအဝင်လူမှုကွန်ရက်အသုံးပြုမှုများတင်းကျပ်ကန့်သတ်ကြောင်းသိရပါဗါးအကြံပေးစကောင်စီလေတက်အတွင်းလုံခြုံရေးအရာလေတက်အရာရှိများနဲ့စစ်တီများအလုံးကို Facebook TikTok အပါအဝင်လူမှုကွန်ရက်အသုံးပြုမှုများကန့်သတ်လိုက်ကြောင်းလေတက်သတင်းရင်းမြစ်တချို့ကပြောပါတယ်မေလ၁၂ရက်နေ့တပင်းရမြို့ရှိစာတင်ကျောင်းကိုစစ်ကောင်စီတိုက်လျင်ဖြင့်ပုံကျဲမှုကြောင့်ကျောင်းသားကျောင်းသူကလေးငယ်၂၂ဦးနဲ့ဆရာမ၂ဦးတေဆုံးခဲ့ပြီးရောင်းတဲ့ချီတန်းရရရှိခဲ့ကြောင်း အဆိုပါဖြစ်စဉ်ဖြစ်ပွားပြီးနောက်စစ်ကောင်စီလေတမအရာရှိနဲ့စစ်သည်များမိသားစုဝင်များကိုလက်စားချေတိုက်ခိုက်ကြရန်လူမှုကွန်ရက်တွင်လှုံ့ဆော်ခြင်းစစ်တပ်အရာရှိစစ်သည်နှင့်မိသားစုများ၏ဓပုံမှတ်တမ်းများကိုလူမှုကွန်ရက်တွင်ဝေမျှခြင်းများတောက်လျှောက်ဆူသလိုဖြစ်ပေါ်လာခဲ့ကြောင်းရင်ချီနေနာကြောင့်စစ်ကောင်စီလက်ထက်အတွင် လုံခြုံရေးအရာလူမှုကွန်ရက်အသုံးပြုမှုများကိုအထူးကိစ္စတရက်ဖြင့်ကန့်သတ်မှုများလှုပ်ဆောင်လာခြင်းဖြစ်ကြောင်းသိရပါဗါဒလူမှုကွန်ရက်တွင်မှာမိမိတို့၏နာမည်အစစ်မိသားစုပုံဆွေမျိုး သတိမိပုံတွေတင်ထားတာရှိရင်ဖယ်ရှားဖို့ Facebook မှာဆိုရင် profile lock ချတာဖို့တာဝန်ထမ်းဆောင်ရတဲ့တက်လင်းရင်အမျိုးစားနဲ့ပုံတွေမတင်ဖို့ TikTok မှာလင်းရင်ပြန်သားတာဝန်ထမ်းဆောင်ခြင်းဗီဒီယိုတင်တာတွေမလုပ်ဖို့ရခင်ကလေးကတင်ပြီးသားရှိရင်လည်းချက်ချင်းဖြုတ်ပယ်ရှားကြဖို့လေးတက်တွေမှာညွှန်ကြားထားပါတယ်အကယ်၍ညွှန်ကြားချက်ကိုမလိုက်နိုင်ရင်လိုအပ်တဲ့အရေးယူမှုတွေလုပ်မယ်ဆိုတာသတိပေးမှုမျိုးလည်းရှိပါတယ်ဟုလေးတက်သတင်းရှင်းတဲ့ကပြောပါတယ်ရခင်ကလေးကလေးတက်အတွင်းလူမှုကွန်ရက်အသုံးပြုမှုနဲ့ပတ်သက်၍တရားမျှတချက်များစွာရှိတော်လဲတင်းကြပ်မှုမရှိကြောင်း တို့ရောင်တွင်အခုခါလေတပ်အရာရှိများစစ်သည်များနဲ့မိသားစုဝင်များကိုဥတီသောလုံခြုံရေးအရာချင်းချောက်မှုများရှိလာခြင်းကြောင့်မူလရှိရင်ဆွဲကန့်တတားမြစ်ထားသောစီကန်းချက်များတိုင်းလိုက်နာဆောင်ရွက်ကြရာစစ်ကောင်စီထိပ်ပိုင်းကညွှန်ကြားလာခြင်းဖြစ်ကြောင်းသိရပါဗါဒလေတံများတွင်တိုက်လေရင်မောင်းပိုင်းလော်များ၏ မိဘနဲ့ဆွေမျိုးအရင်းများကိုတပ်အတွင်းသို့ခေါ်ယူနေထိုင်ခွင့်ပြုထားပြီးရခင်ကပြည်သူအများပြားတည်ဆုံသောလေကြောင်းတိုက်ခိုက်မှုများရှိလာသည့်အခါတိုင်းလုံခြုံရေးအရာလေတပ်အတွင်းမှကြာခဏလာရောက်နေထိုင်မှုများရှိကြောင်းသိရပါသည်။တည်ဆုံမှုများတဲ့လေကြောင်းတိုက်ခိုက်မှုတွေဖြစ်လာရင်လေတပ်ထဲကိုအရာရှိမိသားစုတွေမိဘဆွေမျိုးမကြာခဏလာရှောင်တာမျိုးတွေရှိတတ်ပါသည်။အဲဒီလိုနေထိုင်နိုင်ဖို့အတွက်လည်းအဲ့ဒီဓာရီနဲ့အရာရှိရင်အင်အားတွေကိုတည်တည်ချာချာဆောက်လုပ်ပေးထားတာရှိတယ်။ နည်းနည်းအချိန်နဲ့ပြောင်းလဲသွားပြီဆိုရင်တချို့လည်းသူတို့နေရက်တက်အပြင်ကိုပြန်သွားတာရှိတယ်တချို့လည်းမပြန်ကြတော့ဘူးဟုလေတက်သတင်းရင်းနှစ်ကဆက်လက်ပြောဆိုပါတယ်ဒီတက်အရာရှိများ၏လိပ်စာများမိဘဆွေမိမာနှင့်လိပ်စာများကိုမကြာခဏဆိုလိုဖော်ပြခဲ့ပြီးရင်းတို့ဖော်ပြခံရသည့်အခါတိုင်းအဆိုပါလိပ်စာများတွင်နေထိုင်သောလေတက်အရာရှိများနှင့်မိဘဆွေမျိုးများကနေရာရွှေ့ပြောင်းခြင်းအိမ်နှင့်ခြံများရောင်းချရွှေ့ပြောင်းခြင်းများလို့ဆောင်နေကြကြောင်းသိရပါသည်